ငငရွေရွေနဲ့ကဘာပတ်နေတဲ့မြန်မာမိန်းကလေးဒီမြန်မာမိန်းကလေးကငငရွေရွေနဲ့ကဘာပတ်နေပါတယ်အောင်မြင်လို့တနေ့ကိုဒေါ်လာတောင်းနေချီဝင်ွေရှိနေပြီသူမမလျှို့ဝှက်ချက်တခုရှိနေတယ်အဲ့ဒီလျှို့ဝှက်ချက်တိုင်းအလုံးကို လိုက်လုကြပါလို့လေသူမကအကြံပေးသွားတယ်ဒီတော့ဒီမိန်းကလေးကဘာတူလဲသူမဘာတွေလုပ်နေသလဲဆိုတာကိုကြည့်လိုက်ရအောင်တကယ်တော့ဒီမိန်းကလေးကမြန်မာနိုင်ငံမှာမသိသူမရှိတဲ့ဘလော့ဂါ channel ဖြစ်ပါတယ် content creator တူလို့လည်းပြောလို့ရပြီး အသက်ငယ်ဆုံးနဲ့ဝင်ငွေကောင်းဆုံးလူငယ်မျိုးသမီးတူလေးဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာသူမရဲ့နေ့စဉ်ဘဝနဲ့အင်္ဂလိပ်စာလေ့ကျင့်ပုံတွေကိုမျှဝေရကနေတဆင်လူသိများလာတာဖြစ်ပြီးအဲဒီနောက်ပိုင်းမှာတော့ကြော်ညာရီလက်ခံရှိုက်ကူပြီးနိုင်ငံတကာကိုတွားရောက်နိုင်တဲ့အထိအောင်မြင်မှုတွေရရှိခဲ့တာပါ။ဒါကြောင့်အတန်းငငယ်လေးနဲ့ဒီလိုလုံနိုင်စွမ်းရှိတဲ့သူမကိုလူတိုင်းချစ်ခင်အားပေးခဲ့ကြပြီးသူမရဲ့ဘဝနေထိုင်နည်းကိုလည်းတည်ကျင့်ခဲ့ကြပါဗျ။ဒီလိုနဲ့တနေ့မှာတော့ ကောမနေကလူတူကသူမကို အခန်းနဲ့ရဲ့ပုံမှာကတ်ထားတဲ့စာရိတ်ကဘာတိတ်ပဲလဲလို့မေးမြန်းခဲ့ပါတယ်။အဲဒီအခါမှာတော့သူမကဒါသူမရဲ့အောင်မြင်မှုတွေကလျော့ဝဲနီလန်းတစ်ခုဖြစ်ကြောင်းအခုမေးမြန်းသူရှိလာပြီဖြစ်တဲ့အတွက်အောင်းလုံးကိုဝေးမြပေးတော့မှာဖြစ်ကြောင်းအစချီပြောဆိုခဲ့ပါတယ်။ဒီအကြောင်းကိုသူမကအခုကစပြီးတော့ထစ်တော်မှာလာမိတဲ့အကျိုးရှိတဲ့မိကုန်းတွေကို reply ပြန်မယ်လို့ဆုံးဖြတ်ထားပါတယ်။တီချနာရှင်လည်းမေးသွားလို့ရပါတယ်။ ဒါကအသွားချက်ဆုံးနိုင်ငံတွေကိုချရေးထားတာပါ content creator ဘွားကနေပဲပတ်စံရကြမှာလေဆိုရာလေးလေးရှင်းထားတယ်။ကိုနေခြင်းနဲ့ lifestyle ကိုလည်းရှင်းထားတယ်။ပြောရရင်ဘဝရဲ့ရည်ရွယ်ချက်တွေကိုချရေးပြီးကတ်ထားတာပါ။မနှံ့နိုးလာတာနဲ့ဒါလေးကိုကြည့်ပြီးအားရင်ယူပါတယ်။မိသားစုတပ်ပုံတွေကတ်ထားပါတယ်။နေ့စဉ်လုပ်ရမယ့်အလုပ်တွေကိုလည်းရှင်းထားပါတယ်။နုံနုံချင်းဒီစာလေးတွေဖတ်မိလိုက်တာနဲ့အကောင့်ဘက်ကနေစိတ်ခွန်အားတွေရဖို့အတွက် စိတ်ထဲရှိတဲ့ပျော်စရာလေးတွေကိုလည်းခြာရည်ထားပါတယ်။ဒီလိုရှိတာကကောင်းမွန်တဲ့ကျင့်တစ်ခုပါပဲ။ကိုယ့်ရဲ့နေစဉ်ဘဝပျော်ရွှင်ပြီးတိုးတက်ဖို့အတွက်ကိုယ့်ရဲ့အိမ်မက်တွေအတွက်ဒါမျိုးလေးနဲ့ပြန်သတိကတ်တယ်မှာတယ်။တခါတလေမှဆိုရှယ်မီဒီယာသုံးရင် ကိုယ့်ကိုယ်ကိုဘာလို့နေမိမှန်းမသိရရယ်။အချိန်ဖြုံးမိသွားတာတွေအတွက်ဒါလေးတွေကိုဖတ်မိရင်ချက်ချင်းသတိဝင်လာတာမျိုးဖြစ်တယ်ပေါ့နော်။ချမ်းကအလုံးစပွဲနဲ့အနည်းဆုံးနေရာမှာရှိထားတာပါ။ ကိုယ့်ရဲ့ဖုန်းမှာဆိုရင် wallpaper မှာထားထားမျိုး social media မှာဆိုရင်လည်းကို့အတွက်အကျိုးရှိတာတွေကို follow ထားတာမျိုးလုပ်သင်ပါတယ်။ချမ်းမြမပြီမှာနေတော့ငါကတ်ထားတဲ့ရှိွေးချက်တော်တော်များများ အခုဖြစ်လာနေပါပြီ။အားလုံးလည်းကိုကိုကိုတတိလွတ်မသွားအောင်အောင်မြင်မှုတွေပေါ်မှာပဲအာရုံစိုက်ထားစီခြင်းနဲ့ဆိုရင်ဒါမျိုးလေး try ကြည့်ပါလို့အကြံပေးလိုက်ရပါတယ်လို့ထုတ်ပြောခဲ့ပါတယ်။ ကင်းပြိတက်ကြီးတို့ရောအတတ်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ဒီမင်းကလေးရဲ့အခုလိုအချမ်းပေးချက်တွေပေါ့ဘလို့များမြင်ကြသလဲဆိုတော့ comment မှာရေးသားပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်